ွတ်တော်မဲလောကတိုင်းပြည်အကျိုးသိဖို့တော့မှာဖြစ်ကြောင်းပရိသတ်တွေကိုချပြလာတဲ့မိုက်ကယ်သားစစ်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြလဲကြိုဆိုလိုက်ပါတယ်အလဲလို့ပဲပြောရမလားဘယ်ဆိုးလို့လဲလို့ပဲပြောရမလားတကယ်ကိုဆိုရှယ်မီဒီယာမှာအင်အားသိမ်းစရာအကြီးအမားဆုံးသတင်းတစ်ပုဒ်ပါပဲရှင် ဟုတ်ပါတယ်အလဲမုံစိန်လားဆိုတဲ့ဗန်းစကားနဲ့လူငယ်တွေကြားမှာရေပန်းစားခဲ့သူပြီးတော့တနိုင်ငံလုံးတကြံမှာလိုက်ခခဲ့ရတဲ့ဒီယာတချင်းရဲ့ပိုင်ရှင်အဆိုတော် celebrity Michael Thorsick ကသူ့ရဲ့ဘဝအတွက်အကြီးမားဆုံးကြီးညာချက်တစ်ခုကိုခြားပြလိုက်လို့ပါပဲရှင် ဒါဟာတခြင်းအသက်ထွက်တာမဟုတ်ပါဘူး။သူကလွတ်တော်ကိုယ်စားလှယ်ဖြစ်ရွေးကောက်ပွဲဝင်တော့မှာပါတယ်ရှင်။နိုင်ငံရေးဆိုတာကတော့ပို့ပြီးတော့လေးနက်ပါတယ်။ပြည်သက်ကြီးကြတာမမှားပါဘူး။မိုက်ကယ်သားစိတ်ကသူ့ရဲ့လက်ရှိနိုင်ငံကျော်ဆယ်လီပျော်ပျော်ရွှင်ရွှင် live တွေလှင့်နေတဲ့ဘဝကနေတိုင်းပြည်အကျိုးသေးဖို့မဲ့နိုင်ငံရေးလောကတွေကိုတရားဝင်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ အစောပိုင်းမှာတော့လူတွေအလုံးကသားစစ်ကိုပြည်ဦးလေးမှာတာဆန်ဘာကြီးဖွင့်ပြီးတော့စီးပွားရှာနေပြီလို့ထင်ထားခဲ့ကြတာပါဒါပေမဲ့အခုတော့မိုက်ကယ်သားစစ်တယောက် AC Chung နေဘွားကနေလွတ်တော်တွေကိုဝင်ရောက်ဖို့အတွက်သူဆုံးဖြတ်လိုက်ပါပြီသူရဲ့တရားဝင်ကြေညာချက်အရမိုက်ကယ်သားစစ်ဟာလာမယ့်ရွေးကောက်ပွဲကြီးမှာသူအခြေချနေထိုင်ရာပြည်ဦးလေးမဲဆန္ဒနယ်ကနေပြည်ခံပြိုးလွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ် သူရဲ့ရွေးကောက်ပွဲကောင်းစဉ် campaign slogan တွေကတော့စိတ်လန်းဆိုပြင်းမြန်မာပြည်နဲ့ပုံမှုခိုင်မာနိုင်မြန်မာဆိုတဲ့ကောင်းစဉ်တွေပါ တကယ်တော့ဒီနေ့ရွေးကောက်ပွဲမှာအမှုပညာရှင်တွေဆယ်လီတွေနိုင်ငံရေးလောကတွေကိုဝင်လာတာအသက်ဆန်းတော့မဟုတ်ပါဘူး။ MTV4 မင်းသားကျော်လေးနေလင်းရှင်ရွေးကောက်ပွဲဝင်မယ်ဆိုတာကိုလည်းပရိသတ်တွေကသိထားပါပြီ။နာမည်ကြီး blogger VV Chan ပါဝင်ဝင်ပြိုင်မယ်ဆိုတာကိုလည်းသိထားကြတာပေါ့။ဒါပေမဲ့ market သားစီရဲ့ဝင်ရောက်လာမှုကတော့အားလုံးထက်ပိုပြီးတော့အင်အားသင့်စရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူရဲ့ publish image ကပျော်ရွှင်မှုဟာသားနဲ့ဘဝကိုပေါ့ပေါ့ပါပါဖြတ်တန်းမှုကိုပဲအဓိကကိုစားပြုခဲ့ရပါဘူး။ နိုင်ငံရေးဆိုတာကတော့ပို့ပြီးတော့လင်းနေပါတယ်။ဒီသတင်းပေါ်မှာပြည်သက်တွေရဲ့အမြင်ကအသားစစ်ဘက်မှာရှိနေရပါ။သူတို့ကစယ်လီကဘာလို့ဝင်လို့မရရမှာလဲ။သူဟာလူငယ်တွေရဲ့ဗန်စကားကိုတီးထွင်နိုင်တဲ့အထိလူငယ်တွေအပေါ်မှာဩဇာလွှမ်းမိုးနိုင်တယ်။သူရဲ့ live တွေတချင်းတွေနဲ့လူတွေကိုစိတ်တက်ခွန်အားပေးခဲ့ပျော်ရွှင်အောင်လုပ်ပေးခဲ့တယ်။အခုလည်းအဲ့ဒီစိတ်တက်နဲ့ပဲလူငယ်တွေရဲ့ဘဝကိုတကယ်တိုးတက်အောင်လုပ်ပေးခြင်းလို့ဝင်နာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါရှင့်။သူရဲ့စိမ့်လန်းဆိုပြီးမြမပြေဆိုတဲ့ဆောင်းပုတ်ဟာသူတကယ်ချစ်တဲ့ပြည်ဦးလင်မျိုးရဲ့တဘာဝ ပဝင်းကျင်ကိုကောက်ွယ်ခြင်းနဲ့သူ့ရဲ့စိတ်ရင်းအမှန်ဖြစ်နိုင်တယ်လို့ဆိုကြတာပါ။မိုက်ကယ်သားစိတ်ကသူ့ရဲ့လက်ရှိနိုင်ငံကျော်ဆယ်လီပျော်ပျော်ရွှင်ရွှင် live တွေလှင့်နေတဲ့ဘဝကနေတိုင်းပြည်အကျိုးသေးဘူးမဲ့နိုင်ငံရေးလောကတွေကိုတရားဝင်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။တကယ်တော့ဒီနေ့ရွေးကောက်ပွဲမှာအမှုပညာရှင်တွေဆယ်လီတွေနိုင်ငံရေးလောကတွေကိုဝင်လာတာအသက်ဆန်းတော့မဟုတ်ပါဘူး။ကယ်ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။ဒီဟာသချင်းကိုဖန်တီးခဲ့တဲ့မိုက်ကယ်သားစစ်အခုလွတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့မယ့်မိုက်ကယ်သားစစ် သူရဲ့ဒီဆုံးဖြတ်ချက်တွေပုံမှာဘယ်လိုမြင်မိကြပါသလဲသူကလွတ်တော်ကိုယ်စားလှယ်ကြီးတကယ်ဖြစ်လာနိုင်မယ်လို့ထင်ပါသလားမဂေတာစီကိုရောအားပေးကြမလားဆိုတာဝင်ရောက်ဆွေးနွေးပြပါအောင်နော်ကြီးစုပြည့်ရဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်